မင်္ဂလာပါဒါကတော့ကလောပီနံဦးဖြစ်ပါတယ်စာအရဆိုရင်တော့ပီလောပီနံဦးဖြစ်ပေမဲ့ကျွန်တော်ကတော့ကလောပီနံဦးပဲခေါ်ပါတော့မယ်ကလောပီနံဦးကိုအခုနှွားပြီးရေးဆေးပြီးွားပြီးဆိုရင်တော့အခုလိုမျိုးလေးချစ်ပေးထားပါဒါကတော့ကျွန်တော်ကလောပီနံမုတ်ကိုပဲထပ်ပြီးအသုံးပြုထားတာပါကလောပီနံမုတ်ကို၅စွန်းလောက်ထပ်ထည့်ထားပါတယ်ဒါကြာမိမိကြိုက်နေတဲ့အချိုအနေထားထည့်ပေးပါ စာအနှဲငယ်ထည့်ပေးပါရေကိုအရင်ဆုံးအများကြီးမထည့်ပါနဲ့ကျွန်တော်တို့ချိန်ပြီးတော့အနှဲငယ်အရင်ထည့်ထားပါ အခုလိုမျိုးအရသာတွေဝင်သွားအောင် နေပေးပါရေလိုသေးတဲ့အတွက်ကျွန်တော်ရေအနှင်းငယ်ထပ်ပြီးတော့ထည့်ထားပါဗျာအသုံးမြုပ်မဲ့ပကံထဲကိုစီ အနှင်းငယ်တုပ်ပြီးရပါမယ်ပြီးသွားရင်တော့အရသာနေထားတဲ့မုတ်တွေကိုထည့်သွားပေးပါ မုတ်ကကြဲကြဲကြီးလည်းမဟုတ်သလိုအခုလိုမျိုးအနေထားလေးဖြစ်သွားပါမယ်ကိုကိုစပြီးပေါင်းပါပြီမုတ်ပေါင်းနေတဲ့အချိန်မှာကျွန်တော်တို့အုံနို့ကိုထပ်ဆက်ပါမယ်အုံနို့ကမိမိစားနိုင်တဲ့အနေသားတလောက်ထည့်ပြီးသွားပြီဆိုရင်တော့ စံမုတ်ကိုထည့်ပေးသွားပါမယ်။တကြားထည့်ပေးပါ။စားအနှဲငယ်ထည့်ပြီးသွားပြီဆိုရင်တော့စံမုတ်နဲ့အုံနိုးနဲ့တသားတည်းဖြစ်သွားအောင်ကျွန်တော်တို့မှုသွားပေးသွားပါမယ်။အခုလိုအပြစ်အနေထားလေးဖြစ်သွားအောင်စံမုတ်ထည့်ပေးသွားပါ။အခုဆိုရင်ကလောပီနံကိုပေါင်းထားတာမိနစ်20ပြည့်သွားပါပြီကျွန်တော်ဒုတ်ကလေးနဲ့သေးချအောင်အလဲကောင်ထိုးကြည့်ပါမယ်ဒုတ်ကလေးမှာဘာမှအသားကပ်မနေဘူးဆိုရင်တော့ကျွန်တော်တို့ရဲ့ကလောပီနံဟာစပြီးတော့ကြက်ပါပြီကြက်တဲ့အချိန်ကျမှကျွန်တော်တို့ဆက်ထားတဲ့အုံနို့ကို အခုလိုမျိုးထည့်ပေးသွားပါမယ် အုံနိုးတဲ့ထပ်ပေါင်းတာလည်းကျွန်တော်မိနစ်20လောက်ထပ်ပြီးပေါင်းထားပါဗျ။ကလောပီနံအုံနိုးပေါင်းမုတ်ကလေးကိုပူပူနွေ့နွေ့လေးစားကြည့်ပါအရန်အရန်ကိုစားလို့ကောင်းပါတယ်။ကျွန်တော်ကတော့အနှဲငယ်အေးတော့မှပဲမုတ်ကိုလှီးထားပါဗျ။နှစ်သက်တဲ့ပုံစံအမျိုးမျိုးနဲ့လှီးပေးသွားလို့ရပါတယ်။ဒီမုတ်ကလေးကတော်တော်လေးကိုစားလို့ကောင်းပါတယ်။အုံနိုးအနံ့မှုမွေးလေးနဲ့သူ့ရဲ့ကလောပီနံသားအီအီလေးနဲ့တွဲဖက်ပြီးစားလိုက်တဲ့အခါမှာကျွန်တော်ရဲ့မုတ်ကလေးကအရန်ကြီးကိုစားလို့ကောင်းပါတယ်။ အပေါ်ကနေအုံတို့အသားမမတဲ့နည်းလေးဖြစ်နေဖို့အတွက်ဆက်တဲ့အခါမှာစံမုံနဲ့အုံတို့နဲ့မပြည့်မကျဲလေးဖြစ်နေရပါမယ်။အရင်ကျဲနေရင်တော့ကျွန်တော်တို့ရဲ့မုတ်အသားလေးကမနိုင်မှာမဟုတ်ပါဘူး။